ကဲမင်းအောင်လှိုင်အာနာယူတဲ့အကြောင်းကိုအခုနောက်ပိုင်းမှာစစ်တပ်ထောက်ခံတဲ့အတိုင်းဝိုင်းကစကြဲကြဲပြန့်ပြန့်ပြောလာပြီအဲ့ဒီထဲမှာအထူးသဖြင့်ပြောတာဒီတော့တော်လိုင်းဘက်ကလူတွေပြောင်ကြီးဆိုပြီးတွတ်တွတ်ဆဲနေတဲ့ကိုမောင်မောင်ပေါ့နော်သူပါပြောထားတဲ့ကြည်ကွာသူပြောပြီးကျွန်တော်ဆက်ပြောမယ်သူကတော့ရတယ်သူကလည်းပြခုလည်းလည်းပြောရတယ်နော်သူကတန်းဆင်းနေပြီလေတန်းဆင်းနေရအောင်သူတန်းဖက်ယူလာတယ်ဆိုတဲ့ခါကြတော့တော်တော်လေးသက်ဆိုးပါတယ်ကျွန်တော်မြန်မာနိုင်ငံမှာအိန္ဒိယမရအောင်နိုင်ငံရေးသမားရှိတယ်သူပဲနော် ကာကျွန်းတကယ်ပဲမှန်တယ်နော်ကိုမမောင်ပြောတာမှန်လားလက်ရှိသူတို့ကိုယ်တိုင်လက်ခံထားတဲ့2008အခြေခံဥပဒေအရနိုင်ငံတော်တမထဒုတမထဒီတဲ့နိုင်ငံဝန်ထမ်းဖြစ်လျင်လွတ်တော်ကိုယ်စားလှယ်ဖြစ်လျင်နော်နိုင်ငံဝန်ထမ်းဖြစ်လျင်လွတ်တော်ကိုယ်စားလှယ်ဖြစ်နေလျင်အခြားနိုင်ငံနဲ့ပတ်သက်တဲ့ဝန်ထမ်းတာဝန်တစ်ခုထမ်းဆောင်နေလျင်တမထစဖြစ်တဲ့နေ့ကစပြီးတော့ တဖက်ကတာဝန်ဒီအလိုအလျောက်ပြည့်ပြည့်တယ်အငိမ့်စားယူပြီးဖြစ်တယ်နှုတ်ထွက်ပြီးတာဖြစ်တယ်ဒါဥပဒေမှာသူတို့လက်ကိုယ်တိုင်အခုလက်ရှိဒီနေ့ထိလက်ခံနေတဲ့2000အခြေခံဥပဒေမှာအတိအလင်းပြဋ္ဌာန်းထားတယ်နော်အဲ့တော့လက်ရှိမင်းအောင်နိုင်ကနိုင်ငံတော်ရဲ့နော်ယာရီတမနာဆိုတာကိုဘယ်သူမှမခံဘဲနဲ့တွတ်တူယူထားတယ်အဲ့တော့တဖက်မှာကာကွယ်ရေးဦးစီးချုပ်ကိုလည်းသူပြန်ယူထားတယ်ဒါဥပဒေကိုအတိအလင်းချိုးဖောက်ပြီးနေတာမဟုတ်ဘူးလား ဲ့ဒီတစ်ချက်ထဲနဲ့နေအရှင်းမအာနာသိန်းတာကိုဟိုဥပဒေမဲ့အာနာသိန်းတာမသိန်းတာခဏဘေးပဲလိုက်အောင်ဥပဒေမှာပါရှိတဲ့ဒီဟာကြီးကိုအတိလေးချိုးပေါက်ပြီးနေတာမဟုတ်ဘူးလားအဲ့တော့ငါတို့အားပေးတဲ့ဘတ်မို့လို့အဲ့တော့ဥပဒေချိုးပေါက်ခြင်းတိုင်းချိုးပေါက်လို့ရမယ်ငါတို့အားမပေးတဲ့ဘတ်ဆိုရင်တော့ဝိုင်းအောင်မယ်ဆိုတဲ့စိတ်သက်ထားမယ်ဆိုရင်တော့တနေ့အဲ့ဒီချိုးဥပဒေချိုးပေါက်တဲ့တက်ရောက်မှုတွေဟာမင်းတို့အားပေးတဲ့ဒူတွေအပေါ်ကိုရောက်လာမှကျိန်းနေတယ်အဲ့တော့မင်းအောင်လိုက်ရဒီနေ့အချိန်မှာဘဒူးမှတူပြုံး ဘဒူးမတူမြုံနဲ့အတွက်အဓိကကြတဲ့အာနာတွေကိုအကုန်လုံးတူယူထားတယ်ဟမ်နိုင်ယာရီတမရလို့ကာကွယ်ရေးဦးစီးချုပ်လို့အခုစစ်အော်ကော်မရှင်ဥက္ကဋ္ဌလားဟမ်အကုန်လုံးတူယူထားတယ်ဒါဖြစ်တင်လားမဖြစ်တင်ဘူးအဲ့တော့ကိုအားပေးတဲ့ဗမို့လို့အဲ့လိုမျိုးဥပဒေကိုချိုးဖောက်ပြီးတော့လှုပ်ချင်တဲ့လှုပ်ခွင့်ပြုထားမယ်ဆိုရင်အဲ့ဒီဥပဒေချိုးဖောက်ပြီးလှုပ်ချင်တဲ့လှုပ်လက်အကျိုးဆက်တွေကအဲ့ဒီခွင့်ပြုတဲ့ဒူတွေပေါ်ကိန်းတွေရောက်လာပါနော်ဒီမှာကိုမောင်ပြောရတာမှားရင်ပြောကြည့် ့ယာလူတွေတဏ္ဍာတို့ပြီးထိုက်ယူပါတယ်။သမရယာလူဆိုတဲ့အခုယာယီသမရဗျာနော်။အခုဆိုလည်းအောက်ပထာဗျာ။အဲတော်သေးအောင်နတ်ဆက်ကောင်းအောင်ဆိုလို့ရှိရင်ကာကြောက်တယ်သူသမရတယ်သူ။သူ့ကိုကျွန်တော်ရှိယူရှုံးနေတာပဲ။ကာသာစိတ်ဆိုးမယ်ကျွန်တော်လည်းပြောမှန်တာပြောတယ်ခင်ဗျာစိတ်ဆိုးမယ်။တကယ်တကယ်မှန်တာပြောတကယ်စိတ်ဆိုးတယ်အခုအဲ့ဒီကိုမောင်မောင်တို့နောက်တစ်ယောက်ရှိသေးတယ်ဗျာ။အဲဟိုအပါခပ်ဖြူနေအဲ့တယောက်တို့ကိုမပတ်တာ ဒီသူစိတ်သားတို့ကရှင်းပလိုက်ဖို့တော့ပြောလာအဲ့ဒါသူတို့တစ်ဖက်ထဲနော်ကိုမောင်မောင်တို့ဟာဒီနေ့အချိန်ထိတော်လှန်ရေးဘက်ကိုအားလည်းမပေးဘူးပူလည်းမပူပါဘူးသူတို့စစ်တပ်ထောက်ခံသူအပြစ်ပဲနေတာဒါပေမဲ့ဒီနေ့အချိန်ထိဒီလူတွေဟာစစ်တပ်ကိုတစ္ဆာရှိဆိုတော့ထောက်ခံနေတာအဲ့ဒီလူတွေကိုတောင်မှမှန်တာပြောလိုက်ရှင်းထုတ်ဖို့ပြောလိုက်ဆိုတော့စဉ်းစားကြည့်အဲ့ဒီအတိုင်းဝိုင်းကိုလက်ခံတဲ့ တူတယ်အနေနဲ့စဉ်းစားကြည့်ပါငါတို့စစ်သားမို့လို့ငါတို့ရဲမို့လို့လက်ခံတယ်ဆိုရင်ဖြစ်တင်လားမဖြစ်တင်လားကိုယ့်ကိုတွေးခေါင်းအေးနဲ့ပဲတွေးနော်ဘူမင်းအွန်လိုင်းကအခုတမရမလွတ်ပဲကာကျုပ်ပဲဆက်လုပ်မယ်ဆိုတော့သူ့လူတွေကိုမယုံလို့ကာကျုပ်ကာကျုပ်ကလည်းအနာမယူတော့တာလားဗျာဆိုတော့ဒါပဲလေဒါပဲလေစစ်တပ်ထဲမှာအဲ့သူ့လောက်ရည်ကြီးရှိတဲ့လူမရှိလို့ဟာတကယ်ပဲလက်ရှိစစ်တပ်ထဲမှာမင်းအောင်နိုင်တဲ့အရေးရှိတဲ့စစ်ဗိုလ်ချုပ်မရှိတော့ဘူးလား ုတ်လားမဟုတ်မင်းတို့စစ်တပ်ထောက်ကနေအတိုင်းဝိုင်းကိုမေးချင်တာပါမင်းတို့လက်ခံနေတဲ့အဲ့ဒီစစ်တပ်မှာမင်းအောင်နိုင်တဲ့အရေးကြီးရှိတဲ့စစ်သားမရှိတော့လို့တကယ်ပဲလားတကယ်ပဲဆိုရင်မင်းတို့စစ်တပ်ကစောက်စုပ်ပဲစောက်ပဲ့ပဲအကောင်းပြောတာအဲအဲ့ဒါတကယ်ဆိုရင်တော့မင်းတို့စစ်တပ်ကမင်းတို့အားပေးနေတဲ့အဲ့ဒီမြမတတ်မလို့ဆိုတာအလက်လက်ဖို့ပဲဟမ်စောက်ပဲ့ကြီးပဲဘာမှမဟုတ်ဘူးမင်းအောင်နိုင်လို့ကောင်မျိုးကအကောင်းဆုံးဆိုစဉ်းစားကြည့်လိုက်တော့ဗောဟမ်ဒါပေမဲ့အဲ့ဒါကိုမှားနေတာကိုမှားနေတယ်လို့ပြောရတဲ့သူမရှိဘူး အဲ့တော့မင်းတို့တမန်တော်ကိုချစ်တယ်ဆိုတော့ဘာကိုချစ်တာလဲတမန်တော်ချစ်တာမဟုတ်ဘူးမင်းတို့စစ်တပ်တမန်တော်ထောက်ခံလူတွေတမန်တော်ချစ်တဲ့လူစစ်တပ်ကိုချစ်တာမဟုတ်ဘူးမင်းတို့မင်းတို့တွေကအာနာရှိတဲ့လူကိုချစ်တာကျိန်းနေတယ်မင်းတို့အာနာရှိတဲ့လူကိုချစ်တာဒီနေရာမှာဖတ်ကြည့်ရမှာ မနာမလုပ်ဘူးဆိုလို့ရှိရင်ပေါ့နော်မလုပ်ဘူးဆိုတော့ဒါဆိုကိုမောင်မှားတာပေါ့ကိုမောင်သူ့ကိုပြောတာလေသူတမနာယူလို့နော်တမနာရလို့သူမှန်းနေတာဟုတ်လားအကယ်၍သူမလုပ်ဘူးဆိုလို့ရှိရင်ကိုမောင်လုံးဝမှားတယ်သူ့ကိုကိုမောင်သူသိရှင်ကြတောင်းမှန်းတယ်နော်ဒီဗီဒီယိုဖိုင်တွေကတော့ကိုမမောင်ပဲအချိန်ကပြောထားတာမတူဘူးเนาะအဲတူဗီဒီယိုဖိုင်တွေကိုလိုက်လွှင့်ရင်ယူယူလာပြီးတင်းနေတဲ့အကောင့်တစ်ခုကျွန်တော် TikTok ကောက်မှာလလပေါ်တယ် ဆိုတော့ကိုမောင်မောင်လိုက်လို့ရင်သူက recording ဖမ်းဖမ်းပြီးတင်တဲ့အခါဆိုအခုတူကောက်ကတင်းလာတွေ့လို့ကျွန်တော်ဒါလေးကိုအခုမှတွေ့လို့ပါဒါကျွန်တော် reaction လောက်တာเนาะအားလုံးကိုစားအစိမ့်တွေအားလုံးကိုလည်းကျွန်တော်တောင်းပန်မှာဖြစ်တဲ့ဟိုမရောင်းလာပြည့်တဲ့အားလုံးကိုကျွန်တော်ဒီဒီစင်ကြတောင်းပန်မှာဖြစ်တယ်ကဲကိုမောင်မောင်ပြောရှင်းရနော်သူယောက်ျားပီတာဆိုတာပဲသူပြောတယ်သူ့ရဲ့သုံးတက်ချက်မှားရင်တောင်းဝင်ယူဆိုတာသူတောင်းပန်ပေးမယ်เนาะသူ့ရဲ့သုံးတက်ချက်မှန်လာရင်ရောအဲ့ဒါဒီပဲချမ်း အနောက်ဘက်ကျန်းရှိနေစကကြတော့ကာကျုပ်ဖြစ်နေဆက်နေမယ်ဟုတ်ကဲ့လားကာကျုပ်ဖြစ်နေဆက်နေကာကျုပ်ဖြစ်နေဆက်နေမယ်ဆိုတဲ့ခါကြတော့သူ့ရဲ့စိတ်တိုက်ဆိုင်ရတယ်ခင်ဗျအလုံးပြည်ပြည်သားဖြစ်တယ်နော်အခုတော့နည်းနည်းလေးပြန်ပြီးမြင်လာအိတ်ကောင်းပါတယ်နော်ကြောက်ပါအခု၃လပြည်မှာကျွန်တော်တို့မြင်ကျင်နေပြာနော်အနေဆုံးဆုံးရှုံးသွားတဲ့နေပြည်တော်ရဲ့၅ရာခိုင်နှုန်း၂၀ရာခိုင်နှုန်းတော့ပြန်ပြီးတော့ရတာမြင်ဖြစ်နေပြာအဲ့ဒါဆိုလို့ရှိရင်တူပြီးကာကျုပ်မှာကာကျုပ်ရတယ်မှာဆက်လက်နေတဲ့သောပုံကိုတယောက်ကျွန်တော်တတ်မှတ်မယ်အဲ့ဒီမှာမဟုတ်ဘူးဆိုရှင် ဆန္ဒကတပုံနဲ့ပေါင်းစားမယ်ပူပေါင်းပြီးတော့ဟာဟိုပရိုဂရမ်နဲ့နေနေမယ်အေးဆိုလို့ရှိရင်တော့ဘာစုဘာမှစက်တက်တော့လည်းကျိုးမရှိပါဘူးကဒါကတော့ကိုမောင်မောင်ပြောထားတဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်တွေ့လို့ရေရှင်လောက်တာဖြစ်ပါတယ်ဘယ်တော့လဲပြောထားတာလဲတော့မတည်ဘူးပေါ့နော်အဲ့တော့သူပြောရတာဒီမှားလားအခုလက်ရှိနောက်ပိုင်းမှာဘောမတွေကအဲ့ဒီကိုမမောင်တို့ဘာလို့သွားဆဲနေလဲမင်းတို့တဲ့စစ်တပ်ကိုစွန့်စားပြီးထောက်ခံတဲ့လူတွေ ်မျက်နှာပြပြီးတော့တိတ်ခါရှိကြည့်စစ်တပ်ကိုဝင်းရံတဲ့သူတွေအကောင့်တုနဲ့ခိုးကြောင်ခိုးဝဲနဲ့စစ်တပ်ကိုနောက်ကျောင်းကနေနော်ဖင်လိုက်ရတဲ့ကောင်တွေမဟုတ်ဘူးနော်အဲ့ဒီပြောင်ကြီးပြောင်ကြီးဆိုပြီးတော့တော်လိုင်းဘက်ကလူတွေသွားဆွဲတာကိုခံပြီးတော့စစ်တပ်ကိုအမုန်းခံတဲ့သူတွေဒီလူတွေတောင်ထွက်ပြီးပြောနေပြီဆိုရင်မင်းတို့ထောက်ခံတဲ့အတိုင်းဝိုင်းဟာဘလောက်ထိလွဲနေပြီလဲမှားနေပြီလဲဆိုတော့မင်းတို့တိရမယ်အဲ့လိုမတိပဲနဲ့ကို ကိုဘက်အချမ်းကဒီလောက်တန်ဖိုးရှိတဲ့ဒူတွေတောင်ပြောနေတဲ့အရာကိုမှားလို့မှားတယ်ပြောမှမတည်ပဲနဲ့ဒီလိုလူတွေကိုတွားပြီးရှင်းပစ်လိုက်မယ်ဘလို့လုတ်လိုက်မယ်ညာအောင်လိုက်မယ်ပြောဆိုတော့ဟမ်ကိုမောင်ပြောတာဗီဒီယိုပိုင်းနောက်တစ်ခုရှိသေးတယ်ဘောမမှာနှစ်မျိုးရှိတယ်တဲ့စစ်တပ်ဘောမနဲ့အဘဘောမနော်မင်းတို့တွေအဘဘောမပဲဖြစ်လိမ့်မယ်မင်းတို့စစ်တပ်ကိုချစ်တာမဟုတ်နော်စစ်တပ်ဘောမဆိုတာကဒီစစ်တပ်မှာရှိတဲ့တပ်မတော်သားတွေအားလုံးအတွက်တန်ဖိုးရှိအောင်နော်ဝင်းရံပေးတာစောက်ရှောက်ပေးတာအဲ့ဒါမှစစ်တပ်ကိုချစ်တာ လက်ရှိမြန်မာပြည်မှာရှိတဲ့ဘောမဘောမတွေအားလုံးကစစ်သားတွေကိုတေအောင်လုပ်ပစ်နေတာနော်စစ်သားတွေအခုကြော်စိုးပြောတဲ့ဗီဒီယိုဖိုင်တစ်ခုရှိသေးတယ်ပြီးကျွန်တော် reaction ထပ်လုပ်ပေးမယ်နော်ဘယ်အကောင့်မှတင်ပြတော့မလို့ကျွန်တော်အားရ reaction လုပ်မှာပါလေဟိုစစ်သားတွေရဲတွေဘုဒ္ဓတော်မင်းမေးနိုင်ငံပြိုပြက်တာကိုယူမလားအသေးခံတာကိုယူမလားအသေးပဲခံမယ်နော်ဟာမတိဘယ်နိုင်ငံပဲလာပြီးတိုက်နေသလိုလိုဟမ်အသေးခံခိုင်းတာအသေးခံခိုင်းတာအခုလက်ရှိဖြစ်နေတာဘယ်နိုင်ငံကဖြစ်နေလို့လဲနိုင်ငံပြက်ကောင်ဟမ်ဒီနိုင်ငံသားတွေကိုပဲဒီစစ်တပ်ကလိုက်တက်နေလို့ ဒီနိုင်ငံသားတွေကမခံနိုင်လို့ပြန်ချတာလေဘာဘာတွေပြောနေတာလဲဟုတ်တယ်မလားဒါပေမဲ့အဲ့ဒီစစ်သားတွေတွေဝါကြီးဒီကောင်တွေဘာတစ်ခုတောင်းဝယ်ယူပေးနေလက်ရှိဒီနေ့2021ကနေ2025ထိစစ်သားဘယ်လောက်တွေဝါပြီလဲအဲ့တွေဝါတဲ့စစ်သားတွေရဲ့သားမယားတွေဘယ်သူတောင်းဝယ်ယူပေးတယ်ဟမ်ဒုက္ခရောက်ဖြစ်ဝါတဲ့စစ်သားတွေဘယ်သူတောင်းဝယ်ယူပေးတယ်အဲ့ဒါပဲအဲ့တော့ကျွန်တော်တို့နိုင်ငံမှာဟိုစစ်ဘောမဘောမဆိုပြီးနေတဲ့ဒီအုပ်စုကစစ်တပ်ကိုချစ်တာမဟုတ်ဘူးဒီကောင်တွေကစစ်တပ်ကိုပြက်လို့ပြက်စီးလုံးပြစ်နေတာ ဒါကိုစစ်သားတွေရဲတွေကောင်းကောင်းတီးဖို့လိုတယ်ဒီကာလဟာလေတူရဲကောင်းထွက်ပေါ်လို့အကောင်းဆုံးကာလပဲကျွန်တော်အမြဲမျှော်လင့်မိတယ်အဲ့ဒါပါလေငါတို့နိုင်ငံမှာမင်းအောင်နိုင်တယောက်တည်းတေွားလို့လည်းမဖြစ်ဘူးမင်းအောင်နိုင်တယောက်တည်းတေွားတယ်ဘာမှမပြောအဲ့တော့စစ်တပ်အနေနဲ့ရှိလို့ရှိရမယ်စစ်တပ်ထဲမှာဒီမင်းအောင်နိုင်အပါအဝင်နိုင်ငံတော်ပုံကံတစ္ဆာဖောက်ဖက်ပြီးတော့နိုင်ငံတော်ပုံကံမှုကိုကျူးလွန်တဲ့ ဒီစစ်ဘုံချုပ်တွေကိုအကုန်လုံးဖမ်းအာဏာသိမ်းပြီးတော့စစ်တပ်ကိုစစ်တမ်းလျားခေါ်ဝါနိုင်တဲ့တူရဲကောင်းပေါ်ပေါက်ရင်ကျွန်တော်တို့အတိုင်းပြည်ဟာဒီနေ့ချက်ချင်းလုံဒီနေ့ချက်ချင်းအကုန်ငြိမ်းချမ်းတယ်ထာဝရငြိမ်းချမ်းတယ်လုံးဝပြီးတယ်နော်အဲ့လိုလုံးမဲ့စစ်ကောင်းဆောင်ပေါ်ပါစေလို့ပဲဆုတောင်းတယ်ဘာဖြစ်လို့လဲအဲ့လိုပေါ်လိုက်ပြီးသွားပြီနော်လာအကုန်လုံးစကားပြောမလားဘလို့ဖြစ်ချင်တယ်ဘလို့ပုံစံသွားချင်တယ်ရွက်ောက်ပွဲခေါ်ဘလို့လဲသွားဖွဲ့စည်းပုံအခြေခံဥပဒေအားလုံးအင်အားစုတွေအားလုံးတက်ဆိုင်နဲ့အားလုံးလက်ခံနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအတီးပြုပြဌာန်းရွေးကောက်ပွဲချင်းမဒုံအခုဟာကမင်းအောင်လှိုင်တယောက်တည်းအာနာယူတာမဟုတ်ဘူးအဲအဲ့ဒီအာနာယူအောင်မှာဘောလိုက်မှနေတဲ့ကျုံယူတွေကြောင့်တိုင်းပြည်ဟာနစ်မွန်းတဲ့နစ်မွန်းတာပဲเนาะအဲ့တော့တကယ်တပ်မတော်ကိုချစ်တဲ့စစ်ကောင်းဆောင်ပေါ်ပါစေလို့ပဲဆုတောင်းတယ်ကျွန်တော်တို့ကတော့